အားလုံးပဲမင်္ဂလာပါခင်ဗျာရွှေရင်ကား channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။အနောက်ပိုင်းအော်တိုဘလ15ရက်နေ့အတွက်နောက်ဆုံးရမိုးလေဝသဂျိုတင်ခံမှန်းချက်များကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရစေခင်ဗျာ။အထူးမိုးလေဝသအနေနဲ့မုန်တိုင်းဖြစ်ပေါ်နေတဲ့နောက်ဆုံးရသတင်းအခြေအနေများနဲ့မိုးတိထန်စွာရောက်သွင်းခြင်းကြောင့်ဖြစ်ပေါ်လာတဲ့မြေကြီးချင်းချင်းအခြေအနေ3ပေးချက်များကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါရစေခင်ဗျာ။ပထမဆုံးအနေနဲ့မြန်မာနိုင်ငံမှာအော်တိုဘားလ15ရက်နေ့ည9:00နာရီမှအော်တိုဘားလ16ရက်နေ့ည9:00နာရီအထိ၄ရက်တာကာလ မိုးလေဝသခန်းမှန်းချက်များကိုတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာ။နောက်မဲ့၄ရက်တာကာလအတွင်းမြန်မာနိုင်ငံနေရာဒေသအားလုံးမှာမိုးဆက်လက်ရွာသွန်းနိုင်ပါရယ်။ရင်းမှာဘင်္ဂလားပင်လယ်အော်မှရေကူးယူငွေများဝင်ရောက်မှုအနောက်တောင်မုတ်တုံလေးဆက်လက်စည်းဝင်နေမှုကြောင့်ဖြစ်ပါရယ်ခင်ဗျာ။အိုက်ကိုမော်ရယ်ရဲ့၄ရက်အတွင်းမိုးရွာသွန်းနိုင်မှုခန်းမှန်းချက်အရမိုးရွာသွန်းမှုအများဆုံးဒေသများမှာမြန်မာနိုင်ငံအနောက်ပိုင်းကမ်းရိုးတန်းဒေသများဖြစ်တဲ့ရခိုင်ပြည်နယ်ချင်းပြည်နယ်နဲ့တနင်္သာရီတိုင်းတို့ဝယ်ဖြစ်ပါရယ်။ ၎င်းတို့မှာ၄ရက်တွင်မိုးရေချိန်၄တက်သမ6လက်မမှ9တက်သမ25လက်မအထိရွာသွန်းရရှိနိုင်ပြီးရခိုင်ပြည်နယ်မှာ9တက်သမ25လက်မချင်းပြည်နယ်မှာ၄တက်သမ8လက်မတင်းနေနိုင်တိုင်းဒေသကြီးမှာ၄တက်သမ6လက်မအထိရရှိနိုင်ပါတယ်။မိုးအထင်းထင်ရွာသွန်းနိုင်တဲ့ဒေသများမှာအလဲပိုင်းလွင်ပြင်ဒေသများဖြစ်တဲ့မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီးနဲ့အေရရီတိုင်းဒေသကြီးတို့ဖြစ်ပါတယ်။ဤဒေသများအတွင်းမှာတော့၄ရက်တွင်မိုးရေချိန်3လက်မမှ4လက်မအထက်ရွာသွန်းရရှိနိုင်မယ်လို့ခန့်မှန်းထားပါတယ်။ မိုးနှင်းနိုင်တဲ့ဒေသများကတော့မြောက်အရှေ့မြောက်ဧရိယာများဖြစ်တဲ့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တို့မှာဖြစ်ပါတယ်။အဲ့ဒီဒေသများမှာ၄ရက်တွင်မိုးရချိန်၂လမှမှ၃လမှခန့်သာရွာသွန်းရရှိနိုင်ပါတယ်။ဆက်လက်ပြီးမိုးသည့်ထန်စွာရွာသွန်းခြင်းကြောင့်မြေရေရှမ်းခြင်းသတိပေးချက်များနဲ့မြေရေချိန်များကိုပြောပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။15ရက်ဆယ်လ2025ရက်နေ့နေ့လယ်12နာရီချိန်တိုင်းထွာချက်များအရမြေရေအခြေအနေကိုတင်ပြပေးလိုက်ပါတယ်ခင်ဗျာ။ မြေကြီးနားမြေရာမရိကညန်းနေကနေ12နာရီအတွဲတပေနီးပန်းကထက်ကြသွားပါတယ်။မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးပူချိန်ကတော့34.5ဒီဂရီဆယ်စီယံနဲ့ယနေ့အနည်းဆုံးပူချိန်ကတော့16.4ဒီဂရီဆယ်စီယံပဲဖြစ်ပါတယ်ခင်ဗျာ။မြေကြီးနားမြေရာယနေ့နံနက်မှ6နာရီအတွင်း3လက်မကန်ထက်ကြသွားပါတယ်။မြေကြီးနားမြေရာဆိုရင်ရေမှ1200စင်တီမီတာသို့ရောက်ရှိရန်881စင်တီမီတာ25ဘီခွဲကျော်ကအလိုမှာရောက်ရှိနေပါတယ်။ မြည်ရတက်ကြပုံမှန်အနေထားကမှရှိနေပါမယ်ထုကက်မြည်ရကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာအေယာဝရီမြည်အထက်ပိုင်းမှာမိုးဝအသင့်တင်ရှိနေပါမယ်ရပန်ရခာအေယာဝရီမြစ်ဆုံအထက်ပိုင်းမှာနေရာကွက်၍မိုးသီးထန်စွာရောက်သုံးခြင်းများကြောင့်မြေကြီးနားမြည်ကြဆင်းနေရမှာပြန်တက်လာခြင်းအခြေအနေဖြစ်ပေါ်နေဦးမှာဖြစ်ပါတယ်စကားတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစွန်းဒေသများနဲ့အေယာဝရီမြစ်အထက်ပိုင်းမေခမလီခမြဝန်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအနည်းငယ်ရှိနေပါတယ် ။ရောင်ရီမျိုးတစ်ချောင်းနဲ့ချင်းတွဲမျိုးတစ်ချောင်းမြေကမ်းနှင့်မြေနိတ်ဒေသများနဲ့မြေနုကျွန်းများမှာစိုက်ပျိုးလုပ်ကိုင်နေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများရောင်ရီမြေကြီးကိုအမိပြုရှာပွေစားတောင့်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ဆလဘီချင်းတွဲမြေအခြေအနေကို တင်ပြပေးတော်မှာဖြစ်ပါတယ်ခင်ဗျာ။ခန်းမြေဟာမနေ့ကညနေကနေ12နာရီတွင်လေးလက်မကန်ထက်ကြသွားပါတယ်။မုံရုံမြို့မြေဟာမနေ့ကညနေကနေ12နာရီတွင်3လက်မကန်ထက်တက်လာပါတယ်။ ချင်းတို့မြေအတက်ကြပုံမှန်အနေထားကမှရှိနေပါမယ်ထူးကဲမြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာခန်းဒီဟ ோம் လင်းဖောင်းပြင်တဲ့မော်လိုက်မြို့ရဲ့မြေများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေမှာဖြစ်ပါတယ်ကလေးဝမြေဟာအနေငယ်ထက်တက်နိုင်ပြီးယနေ့နေ့လယ်ပိုင်းနေမှာပြန်လည်ကျဆင်းလာနိုင်ပါတယ်မင်းကင်ကဏီနဲ့မုံရွာမြို့တို့ရဲ့မြေများဟာဖြည်းဖြည်းချင်းဆက်လက်တက်နေအောင်မှာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးအေယော်ရီမြေအခြေအနေကိုတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာပမော်မြို့ရွှေကူမြို့မြေများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ် ကတာမျိုးမြေဟာအနေငယ်ထတ်တက်နိုင်ပြီးယနေ့ညပိုင်းနဲ့မနေ့ပြန်မနေ့ပိုင်းမှာပြန်လည်ကျဆင်းနိုင်ပါတယ်။ထီးကြမျိုးမြေဟာဖြည်းဖြည်းချင်းဆက်လက်တက်နေအောင်မှာဖြစ်ပါတယ်။တပိတ်ချင်းမြေရေအနေငယ်ထတ်ကျနိုင်ပြီးယနေ့ညပိုင်းနဲ့မနေ့ပြန်မနေ့ပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။မန္တလေးစကိုင်းမြင်းမူပခုတ်ကူညောင်းဦးချောက်မင်းဘူးမကွေးပြည်အောင်လံစိတ်သာဟင်္ဒရာနဲ့ဇလုံမျိုးတို့ရဲ့မြေရေများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်ခင်ဗျာ။ ERM မြေရေမြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါတယ်ခင်ဗျာ။ တူကြမှုရှိလာလျက်အချင်းနဲ့တပြေးညီတင်ပြပေးတော့မှာဖြစ်ပါရခင်ဗျာဆက်လက်ပြီးမနက်ပြန်မိုးလေဝသအခြေအနေဘယ်လိုရှိမလဲဘင်္ဂလားပင်လယ်အော်မှာဘာတွေဖြစ်နေမလဲဆိုတဲ့အခြေအနေအသေးစိတ်ကိုကြည့်လိုက်ကြရအောင်ပါ2025ခုနှစ်အောက်တိုဘာလ15ရက်နေ့ညနေ6:00နာရီချိန်ထုတ်ပြန်ကြရာဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းမှာတိမ်နှဲငယ်ပြတ်ထွန်းနေပြီးဘင်္ဂလားပင်လယ်အော်အရှေ့လယ်ပိုင်းမှာတိမ်အထက်ဖြစ်ထွန်းနေပါတယ်ကပလီပင်လယ်ပင်နဲ့ဂျန်ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေးအားနေနေပါတယ် မနက်ပြန်မနက်ထိခံမှန်းချက်ကတော့မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွက်ကြားမန္တလေးတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကျဲကျဲနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးကယားပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံပြမိုးထစ်ချုံရွာပါမယ်ရွာရံရာနှုံးပြည့်ဖြစ်ပါရခင်ဗျာဆက်လက်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်မျိုးကြီးများအတွက်မိုးလေဝသခံမှန်းချက်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါရခင်ဗျာ ေပြည်တော်မှာမိုးတချင်တစ်ချိန်ထစ်ချုံရွာပါမယ်။ရန်ကုန်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မန္တလေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ပဲခူးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မကွေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဟုံးလင်းမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မုံရွာမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ပသိမ်မြို့မှာမိုးတချင်တစ်ချိန်ထစ်ချုံရွာပါမယ်။တဝဲမြို့မှာမိုးတချင်တစ်ချိန်ထစ်ချုံရွာပါမယ်။မြကြီးနားမြို့မှာမိုးတချင်နေချင်းထစ်ချုံရွာပါမယ်။လွိုင်ကော်မြို့မှာမိုးတချင်နေချင်းထစ်ချုံရွာပါမယ်။ဖမ်းမြို့မှာမိုးတချင်နေချင်းထစ်ချုံရွာပါမယ်။ အခါမြို့မှာနေရာခွက်ကြားမိုးထချုံရွာပါမယ်။မော်လမြိုင်မြို့မှာမိုးတချိန်နှစ်ချိန်ထချုံရွာပါမယ်။စစ်တွေးမြို့မှာနေရာခွက်ကြားမိုးထချုံရွာပါမယ်။လားရှိုးမြို့မှာနေရာခွက်ကြားမိုးထချုံရွာပါမယ်။တောင်ကြီးမြို့မှာနေရာခွက်ကြားမိုးထချုံရွာပါမယ်။ကျိုင်းတုံမြို့မှာနေရာခွက်ကြားမိုးထချုံရွာပါမယ်ခင်ဗျာ။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့ရန်ကုန်တိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီးနဲ့တင်းနှင်းနိုင်တိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအကောက်လျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေးရှားရာနေရာတလျှောက်မိုးရွာသွန်းကျွန်းတဲ့အတူ လေပြင်းတိုက်ခတ်ခြင်းမိုးထစ်ခြုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာနောက်နေ့အတွက်ခံမှန်းချက်ကတော့နောက်တောင်မုတ်တုံလေးဟာမြန်မာနိုင်ငံတောင်ပိုင်းဒေသများမှာဆုတ်ခွာနိုင်ပါတယ်နေပြည်တော်နဲ့အနီးတွဲအတွက်မနေ့ပြန်မနေ့ထိခံမှန်းချက်ကတော့မိုးတစ်ချိန်နှစ်ချိန်ထစ်ချုံရွာပါမယ်ရွာရရနှုံးမြေဖြစ်ပါတယ်ရန်ကုန်မြို့နယ်အနီးတွဲအတွက်မနေ့ပြန်မနေ့ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးတစ်ချုံရွာပါမယ်ရွာရရနှုံးမြေဖြစ်ပါတယ် မန္တလေးမြို့နယ်နီးတွဲအတွက်မနေ့ပြန်မနေ့ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ရွာရံရာနှုံး80ဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ပင်လယ်ပြင်ခီးသွားများအတွက်မိုးလေဝသခံမှန်းချက်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာမြမပင်လယ်ပြင်မှာလှိုင်းနေငယ်မှာလှိုင်းတက်တက်ရှိနေပြီးလှိုင်းမြင်မှာမြမကန်ရဲတခြားနယ်ကန်လုံပင်လယ်ပြင်တို့မှာလေးပြည်မှာ6ပေကန်ရှိနိုင်ပါတယ်ရန်ကုန်မှာတနင်္လာနေ့ကန်ရဲတခြားပင်လယ်ပြင်ခီးတွက်မိုးလေဝသခံမှန်းချက်ယနေ့မိုးနေ့ချိန်မှာနောက်တဲ့24နာရီတွင်ခံမှန်းချက်ကတော့နေရာနှံပြမိုးထစ်ချုံရွာပါမယ် အမြင်တာလေးမိုင်ခန့်မိုးရွာစဉ်တမိုင်ခန့်ရှိပါမယ်။ရေပြင်လေကတော့တောင်သို့မဟုတ်အနောက်တောင်ကိုတနိုင်းလင်းပင်လယ်မိုင်၅မိုင်မှ၁၀မိုင်တခါတည်းန်မိုင်၂၀မှ25မိုင်ထိတိုက်ခိုက်နိုင်ပါတယ်။လှိုင်းနေငယ်မှာလှိုင်းသင်းနေရှိပါမယ်။လှိုင်းမြင့်မှာ၄ပေမှ၆ပေခန့်ရှိပါမယ်။ရန်ကုန်မှာရခိုင်ကမ်းရိုးတက်လျှောက်ပင်လယ်ပြင်ခီးတွက်မိုးလေဝသခံမှန်းချက်ယနေ့မိုးတက်ချိန်မှာနောက်ထပ်24နာရီအတွင်းခံမှန်းချက်ကတော့နေရာကျကျမိုးထစ်ချုံရွာပါမယ်။အမြင်တာလေးမိုင်ကမိုးရွာစဉ်တမိုင်ခန့်ရှိပါမယ်။ ရေပင်လေကတော့အရှိတုံးဖို့အရှိတောင်တနိုင်းကိုပင်လယ်မိုင်9မိုင်မှ10မိုင်တခါတရံမိုင်20မှ25မိုင်အထိတိုက်ခိုက်နိုင်ပါတယ်။လှိုင်းနှင်းငယ်မှာလှိုင်းတင့်တင့်ရှိနေပါပဲ။လှိုင်းမြစ်မှာ၄ပေမှ6ပေကန်တို့ဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီ။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြရှင်လန်းကြပါစေခင်ဗျာ။ကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါအောင်ခင်ဗျာ။